်စွာဘုရားလက်ထက်ကတာဝိတိမြို့မှာမဟာပါလဆူလပါလဆိုပြီးတော့ညီကိုနှစ်ယောက်ရှိတယ်အဲ့တော့ဒီနေ့တော့မဟာပါလတကြွေကမြတ်စွာဘုရားထာမတရားတော်တွေကိုနာရတယ်အဲ့လိုတရားနာရတဲ့အခါမှာမြတ်စွာဘုရားရဲ့ထံကတရားစကားကြောင့်ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာဘာကိုသူ့ကိုဆုံးဖြတ်ချက်ကြားသွားစေတယ်လဲဆိုတော့ ဒီမြင့်မြတ်စင်ကြဲတဲ့အကျင့်မြတ်ဟာလူဝတ်ကြောင့်နဲ့ကျင့်မယ်ဆိုရင်တော့ယာနှုံးပြီဖြူစင်ဖို့တိတ်ပြီးတော့မလွယ်ဘူးတဲ့။ဒါငါကြောင့်ဒါကြောင့်ငါမြတ်စွာဘုရားရဲ့ဓမ္မမရှင်ယဟန်ပြုတ်ပြီးတော့မြတ်တော်ကျင့်ကိုကျင့်သုံးရရင်တော့ကောင်းမှာပဲဆိုပြီးတော့ညီဖြစ်တဲ့ສຸລະပါລະကိုຂွန်တောင်းတယ်ငါကြီးအကိုကြီးကတော့ယဟန်ပြုတ်တော့မင်းအဲ့ဒီလိုပြောတဲ့အခါကျတော့ညီကကိုကြီးငဲပါသေးတယ်တဲ့ကြီးမှယဟန်ပြုတ်တာပေါ့အိုမှယဟန်ပြုတ်တာပေါ့ ဲ့ဒါလို့တားတဲ့အခါကျတော့မဟာပါလာကဥမာယဟန်ပြုလို့အကျင့်မြတ်ကိုဘယ်လိုလုပ်ပြီးတော့ကျင့်သုံးနိုင်မလဲ။ဒါကြောင့်ငေးရွယ်နေတုန်းရှိတဲ့ခွန်အားရုတ်ခန့်အားတွေရှိတုန်းမြတ်သောအကျင့်ကိုကျင့်သုံးဖို့လိုအပ်တယ်ဆိုပြီးတော့ညီတန်းမြင့်နေတဲ့ဂျားတဲ့ကပဲမဟာပါလာတကြွယ်ဟာယဟန်ပြုအဲ့ဒီလိုယဟန်ပြုရင်းနဲ့သူ့မှာဟိုမိတ်ဆွေယဟန်နေ6ကြိတ်လောက်စုစည်းမိတယ်ပေါ့ အဲ့ဒါနဲ့သူမြတ်စွာဘုရားထာမဒီဝိနည်းသိက္ခာပိုင်းဆရာတွေကိုသင်ကြားပြီးတော့နားလည်အောင်ပြုပြီးတော့အဲ့ဒီ၆ကြိတ်သောယဟန်တော်တွေကိုခေါင်းဆောင်ပြီးတော့အဲ့ဒါအချင်းမြတ်ကိုကျင့်သုံးဖို့အတွက်ဇောက်ချပြီးတော့တရားလုပ်ကိုလုပ်ဖို့အတွက်ဆိုပြီးတော့ဟိုဦးဇင်းတို့နားလည်အောင်ပြောရရင်တော့တောထွက်သွားတယ်လို့ပြောကြမှာဆိုအဲ့ဒါလိုနဲ့တင့်တင့်လျောက်ပတ်တဲ့ဆုံးခါရတစ်ခုကိုအမိပြုပြီးတော့တည်င်းသုံးအဲ့ဒီမှာသူကတကယ့်ကို တရားဓုတရားမြတ်ကိုရလိုတဲ့ဆန္ဒကပြင်းထန်တာဆိုတော့ဒီဝါတွင်၃လမှာငါမအိပ်ဖဲနဲ့သွားခြင်းထိုင်ခြင်းရက်ချင်းလျောင်းခြင်းဆိုတဲ့ဣရိယာပုလေးပါရှိတဲ့အနက်ကလျောင်းခြင်းဆိုတဲ့ဣရိယာပုကိုငါပယ်မယ်ငါတုံလုံးမလှဲဘူးအဲ့ဒါလိုအဋိဌံပြီးတော့အကျင့်မြတ်ကိုပြင်းပြင်းထန်ထန်ကျင့်သုံးနေနော်အဲ့ဒီလိုကျင့်သုံးနေတုန်းမှာပဲရှင်တုံးကပြုတ်ခဲ့တဲ့အမှားတစ်ခုရဲ့ဒဏ်က မတိမတန်ဆက်ရောက်ပြီးတော့လာတယ်။အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့မျက်လုံးအစုံဟာပြင်းထန်စွာနာကျင်ပြီးတော့ရောင်ရမ်းလာတယ်၊နေရဲလာတယ်၊မျက်စိရောဂါဆွဲလာတယ်။အဲ့လိုမျက်စိရောဂါဆွဲလာတော့ကျွာထဲမှာရှိတဲ့ဆေးဆရာကိုပြတော့ဆေးဆရာကရှင်ဖျားရှင်ဖျားထမဆွဲကတ်နေတဲ့ဒီရောဂါကိုပျောက်ကင်းဖို့အတွက်ဘာမှတပည့်တော်အတွက်အခက်အခဲမရှိပါဘူး။ဒါပေမဲ့တပည့်တော်ပြောတဲ့အတိုင်းလေးတော့ရှင်ဖျားပြုတ်ပါ ဟောဒီမြတ်ဒီဆေးရည်ကိုရှင်ဘုရားခတ်ပါတိုးတော့ဒီဆေးရည်ကမျက်စီတွေကိုခတ်ရမှာမဟုတ်ဘူးနှာခေါင်းထဲကိုထည့်ပြီးတော့ဥစားရမယ့်ဆေးရည်ဆိုပြီးတော့ပေးလိုက်အဲ့ဒါအကြောင်းတော်ရောက်တဲ့အခါကျတော့မျက်စီပျောက်ဆေးရည်ကိုနှာခေါင်းထဲကိုထည့်အဲ့ဒါသူကအိတ်ချင်းဣရိယာပုဒ်ကိုပဲရှားထားတာဆိုတော့ဒီထိုင်လျက်ကြီးနဲ့ဆိုတော့ဘလို့မှဆေးကထည့်လို့မရဘူးဒါပေမဲ့သူကအဲ့ဒါကို ဖြစ်တဲ့လောက်ပဲထဲ့တော့ဆေးကကောင်းကောင်းမဝင်ဘူးပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့ဆေးစရာကရှင်ဘုရားယောဂသက်သာရလားတယောဂကမသက်သာအရှင်ဘုရားတပည့်တော်ပေးတဲ့ဆေးကိုရှင်ဘုရားထဲ့ရလားအဲ့တော့မထဲ့တယ်တဲ့အရှင်ဘုရားအိပ်ပြီးတော့ထဲ့တာဟုတ်ရဲ့လားတော့ဘာမှမပြောဘူးမထဲ့ကအဲ့တော့ဆေးစရာကရှင်ဘုရားမျက်စိပြောင်းချင်တယ်ဆိုလို့ရှင်ရှင်ဘုရားဒီဆေးကိုဝင်အောင်ထဲ့ပါ အဲ့ဒါနောက်နေ့ကျတော့လေဒီတိုင်းပဲထိုင်ရက်ထဲတာဆိုတော့ဈေးကမဝင်အဲ့ဒါကိုဈေးဆရာကတိတော်တော့ရှင်ဘုရားရှင်ဘုရားလုတ်ပုံနဲ့တော့တပည့်တော်နာမည်ပြတ်တော့မှာပဲဒါကြောင့်အရှင်ဘုရားကိုတပည့်တော်ကုတယ်လို့ဘုဇုကမှမပြောပါနဲ့အရှင်ဘုရားကိုတပည့်တော်လက်လျှော့တယ်ဆိုပြီးတော့ဈေးဆရာကလျှော့သွားတယ်အဲ့ဒီနေ့ညမှာပဲယောဂါဟာအလွန်မှပြင်းပြင်းထန်ထန်ဖြစ်လာမျက်စိဟာရောင်ကိုင်းပြီးတော့ညည်းရဲပြီးတော့အဲ့ဒီချိန်မှာဒီမဟာပါဠမထေရက ဈေးဆရာကဘာပြောခဲ့လဲဆိုတော့ငါဟာအိပ်ပြီးတော့ဈေးထည့်ဖို့အတွက်ငါတိုင်ပင်လိုက်ဦးမယ်တဲ့။ကြောင်ရောက်တဲ့သူကဘယ်သူနဲ့တိုင်ပင်တာလဲဆိုတော့ငါမှာဆွေတွေမျိုးတွေလည်းမရှိဘူး။ညီရင်နီနီပြောเสียရလည်းဘယ်သူမှမရှိဘူး။အဲ့ဒီတော့ငါဟာငါငါနဲ့ပဲတိုင်ပင်မယ်ဆိုပြီးတော့သူ့ဟာသူသူတိုင်ပင်တယ်တဲ့။ဘလို့တိုင်ပင်လဲဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမနောက်ကိုပဲလိုက်မလား။ဒါမှမဟုတ် တင်မျက်စိကောင်းကြီးအတွက်ပဲတင်လိုက်မလားသူသူစဉ်းစားတယ်စဉ်းစားတော့အင်းမျက်စိဆိုတာကခုကွဲချင်းပြက်ချင်းမရှိသေးတာမို့နောက်တစ်ချိန်မှာကွဲမှာပြက်မှာကတော့တေချာနေတာပဲအဲ့ဒီတော့ကွဲတဲ့ပြက်တဲ့တဲ့မျက်စိနောက်ကိုငါမလိုက်တော့ဘူးအင်မတန်ရှားခဲ့တဲ့အဆုံးမနောက်ကိုပဲငါလိုက်တော့မယ်အလုံးမတရားတရားအာကြီးတဲ့ပုံကိုလို့ဆိုရမယ်ပေါ့ဒကာဓမ္မတို့ဦးရှင်တို့တာမန်တရားတရား တာမန္တရာတရားလောက်ရှိတဲ့ပုံကိုယ်တွေဆိုရင်တော့အဲမဖြစ်တော့ပါဘူးဆိုပြီးတော့အိတ်ပြီးတော့ရစင်းကိုခတ်မှာနှာခေါင်းထဲကိုထည့်မှာပြီးမှပြောင်းရင်တရားအထုတ်ရတာပဲလို့လူတရားမှာတရားလောက်ကတော့ဒီလိုပဲတွေးကြမယ်ဒါဥစဉ်တို့လည်းဒီလိုပဲတွေးမှာပါပဲသို့သော်သူကအဲ့လိုမတွေးဘူးအစိုးအမကိုပဲယူမလားမျက်လုံးကိုပဲယူမလားလို့ထိတ်တိုက်အဲ့ဒါလိုတွေးလားအဲ့ဒါငါဘလို့မှမအိပ်ဘူးဆိုပြီးတော့ဒီတိုင်းပဲတရားကိုထိုင်ပြီးတော့အထုတ်တယ် ဲ့ဒါညလည်းရောက်ပြီဆိုတော့အဲ့ဒီနေ့ညတယ်ပြင်းပြင်းထန်ထန်အထုတ်ရင်းနဲ့မျက်လုံးနဲ့ကိလေသာဒီနှစ်ခုဟာမရှိမနှောင်းပဲအကုန်လုံးပျက်စီးသွားကြတယ်မျက်လုံးလည်းပျက်စီးသွားတယ်လောဘဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေလည်းအကုန်လုံးပျက်စီးသွားတယ်ဒီနေရာမှာတစ်ခုစဉ်းစားရရှိတာကဟိုမျက်လုံးဆိုတာကတော့အခုမပြက်လည်းပဲသေပြီဆိုရင်တော့ဒါပြက်ရမှာပဲလေဟုတ်လားသို့တော်လည်းပဲဒကာမတို့ဦးရှင်တို့တာမန်ယုံကြည်မှုတာမန်ဉာဏ်ပညာနဲ့ဆိုရင်တော့ သေးမှပြည့်မဲ့မျက်လုံးမသေးခင်တော့အပြစ်မခံနိုင်ဘူးလို့ဒီလိုတွေးမှတဏီတွေးကြည့်ရင်လည်းပဲဒါဟာတစွတ်ထိုးနိုင်နေတယူတန်ဆန်နေဒီလိုလေးတွေးကောင်းတွေးမယ်သူဟာတကယ်လို့သာအိပ်ပြီးတော့မျက်စင်းကိုခတ်မယ်ဆိုလို့ရှိရင်ဆေးကိုခတ်မယ်ဆိုရင်မျက်လုံးပွဲမှာမဟုတ်ဘူးလို့ဒီလိုလေးစဉ်းစားမိကောင်းစဉ်းစားမိမယ်ပေါ့သို့တော့အဲ့လိုတော့မဟုတ်သူဟာအိပ်ပြီးတော့မျက်စင်းကိုခတ်မယ်ဆိုရင်လည်းသူ့မျက်စိကတော့ကွဲမှာကွဲမှာပဲတဲ့ဘာဖြစ်လို့လဲဆိုတော့အကြောင်းတရားတွေရှိတယ် တချို့သောအကြောင်းတရားတွေကတာမန်စည်းဝါးလောက်နဲ့ကာကွယ်လို့မရသူ့မှာအကြောင်းတရားရှိဒါတွေကတော့ဒကာဓမ္မတို့ဦးဇင်းတို့တာမန်ညာနဲ့မသိနိုင်ဘူးမမြင်နိုင်ဘူးလူလောကကြီးမှာလူရဲ့လို့တတ္တဝါရဲ့လို့ယက်တည်နေတယ်ဖြစ်နေတယ်ဆိုတာကံရဲ့စိတ်ရဲ့ဥတုရဲ့အာဟာရရဲ့အကြောင်းတရား၄ပါးကထောက်ပံ့လို့ဒီအကြောင်းတရား၄ပါးနဲ့ပြည့်စုံလို့သာလေလူဆိုပြီးတော့ဘာဖြစ်နေရလဲယက်တည်နေနိုင်တာပေါ့အဲ့ဒီမှာကံအကြောင်းတရားကိုဒါပြီးတော့ဦးဇင်းတို့ပြောမှာပါ အဲ့ဒီနေ့ညမှာပဲမျက်လုံးနဲ့ကိလေသာဟာနှစ်ခုစလုံးမရှိမနှောင်းဘာဖြစ်သွားကြလဲပျက်စီးသွားကြတယ်ကုန်သွားကြတယ်အဲ့ဒါမနဲ့လင်းတော့မျက်စီမမြင်တော့ဒါပေမဲ့အရှင်မြတ်ရဲ့မျက်နှာတော်ကတော့ဟိုပွင့်ငါသာကြာပရုံမှလို့လန်းဆန်းပြီးတော့နော်ရုပ်ခန္ဓာကြီးကအလွန်မင်းပျက်စီးမှုတံကိုခံနေရပြီမလို့ဟိုစိတ်ဓာတ်ကသူ့ကိုနှိမ့်ဆက်မဲ့ကိလေသာတရားတွေမရှိတော့တဲ့အတွက်ကြောင့် အလွန်တရာမှကြည်လင်လန်းဆန်းပြီးတော့ချမ်းသာပြီးတော့နေတယ်ပေါ့အဲ့ဒါနဲ့နောက်တော်ညီဖြစ်တဲ့ဇူလပါလတကြွယ်ကသူ့ရဲ့သားကိုလှုပ်ပြီးတော့ပင့်လို့အဲ့ဒီမဟာပါလမထေရမြတ်စွာဘုရားရှိရာဇေတဝန်ကျောင်းတော်ကိုရောက်လာတာဝိတိမြို့မှာသူ့ရဲ့ဇာတိဆိုတော့ပြုစုဖို့ဆိုတဲ့ရည်ရွယ်ချက်လက်ပါမှာပေါ့ညီကအဲ့ဒါနဲ့ဒီမဟာပါလမထေဟာ ဟိုသူ့ရဲ့မျက်စိကွယ်တာကိုပဲအကြောင်းပြုပြီးတော့ဒီမျက်စိကိုပဲသူတော်တော်စောင့်ရှောက်ခဲ့ရတော့သူ့ရဲ့နာမည်ကိုဆက်ခုပါလလို့တာသနာမှာမှတ်တမ်း